ဲ့ကြောင့်ပြောကိုကိုပိုင်တန်တယ်လူတွေလူလေးတွေကသူကထိခိုက်တယ်လေသူတို့ကလူတွေဒီဘက်ကိုအာယုံနဲ့ရောက်နေတော့အဲ့ဘက်အာယုံနဲ့ရောက်နေတော့ဒီကိုပိုင်လုံးတဲ့လူတွေဘက်ကိုအာယုံမဲ့တော့တချို့တွေဆိုမဒုံးလုံးလုံးပေါ့ဆိုလဲသိမ့်မပုံတိုင်းမကြည့်ရယ်ရီမွန်နဲ့တူတူပဲရီမွန်နဲ့တူပဲသူကတော်တယ်ကောင်းဒါပေမဲ့ချားသူ့ကိုလွှမ်းထားတဲ့ကောင်တွေရှိတော့သူတို့ကရှိကိုမရောက်တော့တော်တေးပြီးတော့ကြာကြာမြတ်သူတို့ကကိုပိုင်ချင်းနေဖြစ်တဲ့လူတွေကပုံတမ်းမှုထားတယ်လေအသေးကြာလေးသူတို့ကဒါမှမဟုတ် ကိုပြောတာကိုမင်းစင်းတဲ့ဒါ real ဒါအစစ်မှအနှစ်ပဲဒါအနှစ်ပဲဒါလုတ်ကိုလောက်ရမယ်အဲသူမချင်းနိုင်ငံတန်စင်တခုဆိုတာကိုနဲ့ဘာမှမပတ်သက်ဘူးလေတကယ်မလို့ဘယ်နေရာမှမပတ်သက်ဘူးဆိုတော့ကိုပဲစင်းမဲ့လောက်ရပါလေဇာတ်မှာတော်တော်ပြောက်သွားတာလေးကိုမြောက်ပြီးကိုကဂျာကြီးကိုစနေလောက်ကိုလုံးနေနေပျောက်သွားပျောက်ပြီးမှကျော်ကျော်ခုနောက်ဘက်တော့သက်တိုက်လို့ဖြစ်ပါတယ်အဲကျတော့မတော်တော်ပျောက်သွားတာမျိုးရှိတယ်အဲမျိုးဟိုအဲ့တော့ကလည်း copy လည်းမလုပ်ချင်း ဟိုဘာလို့လဲမလို့ချင်တော့ဟိုဆိုတော့ဘာလို့မလို့ချင်တချို့ကြတော့လေပို့ဆိုးတာကအဲ copy ကဘာဒုက္ခပေးလဲဆိုတော့ copy ကတကယ်ကိုကဘာကျော်အဖွဲ့ရဲ့ကဘာကျော်အဖွဲ့ရဲ့မှာအကောင်ဆုံးတချင်းကိုရွေးပြီးယူယူထားတော့ကိုကချင်းရင်ဟာသူတို့နဲ့ငါစီရမကောင်းဘူးဆိုရင်ကိုယ့်ကိုယုံကြည်မရှိမရှိနိုင်တော့ဘူးအဲ့တော့အဲ့မတော်တာပဲသိရမလဲအဲ့တော့လူရချင်းဆိုမဲ့ဆိုရင် rock ဟိုနိုင်ရချင်းကိုကုထဒါရီကလုတ်ခဲ့တာကို90လောက်တော့ဆိုရင် မှန်တော့အဲ့ကိရက copy ကနဲ့ကတော်တော်ကြာခဲ့ပါရောဆိုတော့တော်တော်ငယ်တဲ့ copy ပေါ်နေတာ copy အဲ့90ဆိုရင်တော့မှလေနေတော့15နှစ်လောက်ရှိပြီ copy ကထွန်းကားနေရတယ်အဲ့မှာလဲကိုယ်ရဲ့ copy ပဲပေါ့နော်ဒါပေမဲ့နှစ်ခွေတပြည့်ရောက်နောက်ပိုင်းမှာတော့နှစ်ခွေပြီးတော့ဒါရီရမှောက်တော့ဘူးလို့နိုင်ရချင်းနှစ်ထောင်နဲ့ကူလိုက်တီးလိုက်ဒါရီရမှောက်တော့ဘူးဆိုကြောကိုယ်ကတုံးဖြတ်ဖြစ်လိုက်တယ်နှစ်ခွေပြီးတာနဲ့ကိုယ်ကတက်တက်ခွေကတော့ကိုယ်ပိုင် ban နဲ့လုပ်တယ်အဲ့ဒီမှာ ကိုပဲသင်နှစ်ပုတ်စာရေးပြီးတော့ဆက်ထည့်တာပေါ့နော်ကော်ပီနဲ့ရောအကျော်ဒါပေမဲ့သင်က6ပုတ်ပဲပါဆိုတော့ကော်ပီလေးပုတ်ချင်းစာရေးနှစ်ပုတ်စာရေးတယ်အဲ့နောက်ပိုင်းလေးခုမျိုးစာပြီးတော့လုံးဝနာမည်မကိုပြောင်းပြလိုက်တယ်လေနာမည်ပြောင်းပြလိုက်ဆိုကိုကရေရွှေချက်က exotic ဆိုနာမည်နဲ့ကကော်ပီဆိုတယ် exotic hand ဆိုနာမည်စာပြီးတော့ကိုကကိုပန်ချင်းဆိုတော့တယ်အခုချိန်ရောအဲ့လိုအဲ့လိုခွဲထား exotic ကကော်ပီဆိုလို့ဆိုခဲ့တယ် exotic ဟာကော်ပီလုံးဝမဆိုလုံးဝမဆိုဘူးကိုကဒါပေမဲ့ကိုဆိုတဲ့ဆိုတော့ကော်ပီချင်းနဲ့ပါချင်းစင်ပေါ်မှာတပုန်တပုန်တော့ဆိုတာရှိတယ်ဒါပေမဲ့ exotic ဟာနာမည်နဲ့ စင်တပုတ် copy တပုတ်ရွေးစားတတ်တယ်ပြီးလုံးဝမစိုးဘူးအခုချိန်တောင်မစိုးဘူးအဲ့လိုမျိုးခွဲလိုက်တာပေါ့နော်အဲ့လိုဆိုဆိုအရက်တားလည်းနည်းနည်းတော့ကွာပါတယ်မတူဘူးလေကွာဆိုတော့ copy ဟို American music ပေါ့ copy လုပ်ထားတယ်ပေါ့ဒီကောင်တော့ကိုပဲစင်းကတော့တချို့ကတော့ကြိုက်တယ်ချင်းမကြိုက်တယ်ရှိရပေါ့နော်ဒါတော့မျိုးစုံပေါ့အမကြိုက်ကြိုက်ချင်းမကြိုက်ချင်းကိုတော့ကိုယ့်ကိုဖန်တီးတဲ့ဟာကသွားဟိုသွားမယ်လားကြောင့်မဖြစ်မနေသွားမှာဒါလေအေးကိုဒါလေးလုပ်ပြီးတော့အိုလာပြီးတော့ဒီအိုလည်းမသိချင်းဘူးဒီနိုင်ရချင်းနေပဲဆိုပြီးတော့ဆိုကိုယ်ဝင်ဖန်တီးခြင်းစစ်ကများတာဟုတ်တယ်မလားအမျိုး ဒါပေမဲ့တချို့ကလေဒါပဲလုပ်နေတော့ကိုက conference ကျင်စိတ်ကလည်းမရှိဘူးသေးတယ်ကိုလည်းနှစ်ခွေဆို copy ဆိုပြီးတော့ဆင်းရတာဆိုမရေးတတ်ဘူးမရေးတတ်ဘူးပဲဒါပေမဲ့အဲ့လို center ဝဝရေးရတာငါမငါမငါဆင်းရမှရမှာရေးကိုရေးရမယ်ရေးတတ်လို့တော့မဟုတ်ဘူးဒါပေမဲ့ရေးတတ်ဖြစ်သွားမှာပါဆင်း fantasy ကျင်တဲ့ကိုကတော့ဒီပါဆို copy ဒီမှာချစ်စားတဲ့သူဆိုတာရေးရမမှားဘူးလေသိတယ်မလားဆိုတော့နှစ်တည်းတည်းကြာပြီဘာမှပြမအဲဒါ copy နှစ်က၄၀ခန်းနဲ့လောက်ရှိပြီ 55နှစ်လောက်ဒါကြီးလောက်လာတာလေသဘောကရက်သိမ့်ပြီလေ original music ဆိုပမာပြရထွက်တာနဲ့ရအောင်အခုခုခုလည်း copy မဟုတ်ပေမဲ့ copy ဆိုတဲ့ရှင်နေပြန်ဆိုပြန်ဆိုအဲ့လိုနဲ့ပဲနိုင်ငံတန်စင်တွေပဲဖြစ်နေတဲ့အားလုံးကနိုင်ငံတန်စင်တွေရေးဆိုတော့ပလက်တော့နိုင်ငံတန်စင်တွေရေးဆိုတော့အဲ့လိုပေါ့နော်ငါတို့ကိုပိုင်ရှင်နေရအဲ့လိုပေါ့အများကြီး ဟိုပေါ်ထွန်းလာတင်တယ်ပေါ့နော်ဒါတွေကလှုပ်တင်တယ်အဲ့လိုမျိုးဟိုအဲ့ဒါပြောတော့ကိုကိုပိုင်တန်တဲ့လူတွေလူလေးတွေကသူကထိခိုက်တယ်လေသူတို့ကလူတွေကဒီဘက်ကိုအာယုံတွေရောက်နေတော့အဲ့ဘက်အာယုံတွေရောက်နေတော့ဒီကိုပိုင်လှုပ်တဲ့လူတွေဘက်ကအာယုံမရောက်တော့တချို့တွေဆိုဥမာဒုံးလုံးလုံးပေါ့ဆိုလဲတိမပုံတိုင်းမကြည့်တယ်ရီမွန်နဲ့တူတူပဲရီမွန်နဲ့တူပဲသူကတော်ရကောင်းဒါပေမဲ့ချာသူ့ကိုလွှမ်းထားတဲ့ကောင်တွေရှိတော့သူတို့ကရှေ့ကိုမရောက်တော့တော်တေးပြီးတော့ကြာကြာမြတ်သူတို့ကကိုပိုင်ချင်းနေဖြစ်တဲ့လူတွေပို့တံမိုးထားရတယ်လေအသေးကြာလေးသူတို့ကဒါမှမဟုတ် ကိုပြောတာကိုမင်းစင်းတဲ့ real ဒါအစစ်မှအနှစ်ပဲဒါအနှစ်ပဲဒါလုတ်ကိုလောက်ရမယ်အဲသူမချင်းနိုင်ငံတန်စင်တခုဆိုတာကိုနဲ့ဘာမှမပတ်သက်ဘူးလေတကယ်မယ်ဘယ်နေရာမှမပတ်သက်ဘူးဆိုတော့ကိုစင်းမဲလောက်ရပါလေဟိုခက်ကလည်းရှိပါတယ်ဒါဟိုကိုမင်းဟိုခက်ကလည်းကကိုပိုင်းအုပ်စုလေးတွေကိုနိုင်ငံရေးဟာတွေကလွှမ်းနေရတယ်တကယ်မလားဒါဘောဒါဘောဒါဘောတခုဆိုဒီနေမောင်မောင်စင်းနေသူလည်းဟိုကိုမဖန်တီးတော့လေသူကမပြောက်ပြဲတော့အမြင်နဲ့ပြန်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 ပြီးတော့ပေါ်လာ အလုံးမို့လို့ copy sheet ပြန်လို့ပေါ်လာနိုင်တယ်ပေါ်ပေါ်လာလို့တော့ရတယ်ပေါ်လာပေမဲ့ तू ကအစ်မမဟုတ်တဲ့တည်းလေတကယ်ရစင်းအကူထားတာဆိုတဲ့ဟာမတူလေရတာကြလူတွေတံမိုးထားတာကြမတူတော့ဘူးဒါက origin ကိုပိုင်ကိုပိုင်ဆိုတော့ဒါကြီးကိုတံမိုးပူကြီးလာပေါ့နော်ပြောမဆိုအဲ့ဒါဒီလိုလေအမှန်တော့နိုင်ငံခြားမှာတော့သူပုံစံနဲ့သူရှိတယ်ဟို January ခွဲထားတယ်ပေါ့နော်ဒါက country country ဒါပေမဲ့တခါကျတော့ဟိုဘာမှမခွဲဘဲနဲ့ကိုကြီးကြီးနဲ့ဆင်းရေးလိုက်တယ်ဘယ်ထက်မှမဝင်တဲ့ဟာမျိုးကလည်း အကိုငငယ်တော့အမှုမကြိုက်ဘူးလေအခုတော့နည်းနည်းကြည့်တော့အဲ့ကိုဘိုးကြိုက်လာတယ်ဘိုးကြိုက်ဆိုတော့လေဟိုဥမာဆိုတော့ကိုငငယ်ဆိုလေထားပါတော့ဥမာဥမာဘိုးတိဆိုဆိုပါတော့ဥမာတန်းဆန်ချင်းဆိုပါတော့နောက်ဥကမောင်တို့ပါသူတို့ဆိုရင်ဘယ်တော့မှထည့်လို့မရအောင်တည့်ရမလားပေါက်မဲတယ်ဘယ်တော့မှထည့်လို့မရတယ်အဲ့ဟာပိုကောင်းတယ်ဘာလို့ဒါခမောင်တို့ music ပဲသူကခမောင်တို့ music ပဲဥမောင်တို့ music ပဲထားပါတော့စနေစနေဆိုင် music ပဲအဲ့မျိုးဆိုပိုတော့ကြိုက်သေးတယ်ကွာစိတ်ကုံတာမကုံချင်းနဲ့ဒါမမှန်ဘူး ဒါတမှန်တရားမဟုတ်ဘူး it's the right way it's not right way တော့ခံစားရတဲ့မှန်တဲ့လမ်းကြောင်းပဲသွားမယ်ဆိုတဲ့စိတ်ပြောနော်ဒါရဒီမရှင်လို့ဒါရအမှန်ကန်တဲ့နီးလမ်းမဟုတ်ဘူးဗျာအဲ့လိုပဲခံစားရခံစားတော့ music music ရှင်တို့ကိုဖန်တီးလေးတင်မဖန်တီးရမှာပဲဒီမှာအချင်းလေးလုံနေဆိုတာဒါ music ရှင်တော့အနေနဲ့မမယူလေမမယူဆိုတော့ဖန်တီးတဲ့လမ်းကိုသွားရင်အဲ့ကိုအရှိန်ယူရှင်ယူဘာလို့မလဲကိုစဉ်းစားရမှာရမင်းရပြစ်မလားနောက်တစ်ခုလုံမလား ရွေးအိတ်စနစ်တွေမှာလည်းကတော့မဖြစ်ဘူးပေါ့နော်ကိုကရေးဆိုတည်တယ်မြို့သွန်လို့ကြည့်တော့နည်းနည်းရေးဆက်အခုတော့ရေးရတယ်ကိုတားလွယ်သွားပြီတားလွယ်သွားတော့ချင်းတနေ့တစ်ပုတ်လည်းရေးတယ်နှစ်ပုတ်လည်းရေးလို့ရတယ်ဘာလို့တော့မိုးဆုပ်ဆိုင်တယ်ပေါ့နော်ဒါကတော့အဲကိုမလုတ်ကြည့်မှသိရလေလုတ်ကြည့်မှတချင်းတောင်ဆိုတတ်နေပြီဆိုရင် ရေးဖို့ကလည်းဒါဖီးတစ်ခုလည်းပဲလေတည်အဝေးမှမဟုတ်တာယူဆိုတော့ ကြိုးစားအားထုတ်တင်တာပေါ့နော်ကိုပိုင်တရှင်ကိုပဲရေးပြီးတော့လေတချို့ကြတော့လေပိုဆိုးတာကအဲ့ copy ကဘာဒုက္ခပေးလဲဆိုတော့ copy ကတကယ်ကိုကဘာကျော်အဖွဲ့ရဲ့ကဘာကျော်အဖွဲ့ရဲ့မှာအကောင်ဆုံးတချင်းကိုရေးပြီးယူထားတော့ကိုကချင်းချင်းရင်ဟာသူတို့နဲ့ငါချင်းကမကောင်းဘူးဆိုပြီးကိုကယုံကြည်မရှိမရှိနိုင်တော့အဲ့တော့အဲ့မသွားတာပဲသိရမလားအဲ့တော့ကိုလည်းမလို့မရေးဘူးမဟုတ်ဆိုင်ကိုကို music ကကိုဂီတာကိုအတန်ပဲအဲ့မြဲကိုတက်တက်လောက်ရေးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါအကောင်ဆုံးပဲကို ဒီဖန်တီးတဲ့အမှုပညာသားတန်ဖိုးကအရင်ကြီးရပါသေးတယ်။သူများကကူချတာကိုလည်းမဆိုင်ဘူးမျိုး။အမှန်အသက်ရရပုစုံတာလည်းပါတယ်။ငကောကလည်းကိုက instrument အကုန်လုံးကြိုက်တာ။ငယ်တော့လည်း sonority တင်တဲ့ guitar တီးတယ်။ drum လည်းတီးတယ်။ set တော့ first year ဝင်ကျင်ဆိုတော့အသက်20ဝင်ကျင်ဆိုတော့အဲ့ကလေးပဲသုံးလေးမျိုးတော့ဒီဘူးဘီသားဆိုအချိန်ကနေရှိတော့ဒါမှမဟုတ်ကျတော့ကိုကကိုရင်ဖန်တီးမယ်ဆိုရင်ငါခီးဝေးသွားခြင်းနဲ့ကိုကလေဝေးသွားတယ်ဆိုတော့ကိုကပတ်စံအများကြီးမတိုင်အများကြီး ဖြုံးအောင်မဟုတ်ဒီ industry လေးကိုဒီဘက်နေငါမစည်းစားအများအဲ့ဒါဆိုဒီရှစ်တော့ခက်တယ်လေအဲ့တော့ instrument တွေအကုန်လုံးကိုကလည်း instrument တီတာကိုအယံဝါဒနာပါတာအခြေခံလည်းရှိတယ်စိတ်မစားရင်တော့လှုပ်လို့မရဘူးတော့ဒါစိတ်မစားမှုကလည်းဒါရှိတော့ဒါ drum beat ကျင်တယ် guitar တိဘယ်ဘောကိုကကျုပ်တီတယ်ဆိုတော့ကိုယ်ဖန်တီးမယ်ဆိုတော့စိတ်နဲ့ပဲအဓိကကိုကတသက်လုံးသွားခြင်းလို့ကိုအကုန်လုံးတယောက်တည်းတီးလိုက်တာပေါ့နော်အခုတော့ကိုကတော့အဲ့ဒီစောင့်ဝင်တဲ့ခြင်းနဲ့ကိုခုလုံနေသွားတဲ့လမ်းကြောင်းကလည်း ဒရရှန်မတူတော့ဘူးအိုင်ဒီယာလည်းဘာမှမတူတော့တခြားစီဖြစ်သွားတာဟိုတုန်းကတော့ option နေရာချင်းနဲ့ရွေးမယ်ဆိုမတီးမယ်အခုကျတော့ funny ဘက်ကိုသွားနေတာဟုတ် pro create လို့မချင်းဘလို့ရေးမလဲအဲတရှင်းနဲ့ဘွန်ချိုပီပြောဦးတယ်တခါဘွန်ချိုပီ interview မှာသူကပြောလေသူကဘွန်ချိုပီ main value စင်းနေတဲ့တက်တက်လုံနေရလဲဆိုတော့သူကခုပြောတယ်မင်းတရှင်းရေးတယ်လို့တဲ့တရှင်းရေးတဲ့ကောင်ကဘယ်တော့မှသူရက်လို့မရတော့တရှင်းရေးတဲ့ကောင်ရက်လို့မရတော့အဲ့အမှန်ပဲ ခရဘလိုခရဘလိုဒါပေဘလိုရေးရမလဲစစ်ကအများတန်းရှိနေတာရှိနေတာသူကဟိုတခြင်းမရေးရေးတအားရေးဖြစ်လို့သူကစဉ်းနေထုတ်ပြတတ်ပါတော့အဓိကကတော့ဟိုတခြင်းမရေးတက်တဲ့လူကတော့ရှေ့ဆက်တော်ကိုခက်တယ်ခက်တဲ့ music မှာလေသူများအကုန်နေသူတော့သူကရှေ့ဆက်ဆက်ဖို့ခက်တဲ့ music ကဒါပေမဲ့အဲ့တုန်းကပြောမှဆိုကို never never now ကိုကြိုက်တော့ကနံပါတ်နံပါတ်မကြည့်သေးဘူးပြောမှတော့တအားနံပါတ်မကြည့်သေးဘူးလေသူထွက်တာသိမကြဘူးကို တန်းကြိုက်တယ်ပေါ့နော်ဒါနဗနာကြအခုနဗနာကြနဗနာတအားကြီးကိုနာမည်ကြီးလာကြီးကိုအဲ့တော့ကိုနဗနာကိုကိုကြိုက်တာသူ့ကိုဘယ်သူမှတော့မသိဘူးနောက်တော့ခွေဖွင့်ပြီးတော့လေကိုအရင်နှထောင်လာဟိုနောက်တော့သူ့ကိုကြိုက်တယ်ကွာဆိုပြီးတော့အဲ့လိုမျိုးကြိုက်တာနောက်ခုထိလည်းဆက်ကြိုက်တယ်နာမည်သူတအား very big ဖြစ်လာဟိုဆိုတော့ကိုကအဲ့လိုကြီးနာမည်ကြီးကြီးလာမှ live နှထောင်လာမဟုတ်ဘူးလေဆိုတော့ကိုကကိုကြိုက်လို့နှထောင်လာပေါ့နော်ဟုတ်တယ်အဲ့အဲ့ဒီမှာသူ့ဘော်လာ happy birthday တော်တော်ကြီးကို ဆရာကြီးတွေတော့မှရောင်းအားမပြုတ်ကြပါဘူးသူ alternative ပေါ်လာတယ်အမနာဖနာတို့ bush တို့လေဒါပေါ်အဲ့ကအများကြီးပါသူက crash လို့ပြောတယ်ဟုတ်တယ် alternative crash ပေါ်ဒါသူတို့လည်း bides အငွေ့တင်နေနေတော့ပါတယ် bides ကသူဆိုထားတယ် cover ဆိုထားတယ် and i love for လာမသိဘူးသူတို့လည်းပေါ့အမျိုးပေါ့ဆိုတော့များဒါပေမဲ့ rock ကတော့ night 80%လောက်ကတော့အခြေခံလည်းမရှိနေပါဘူးနောက်ဆုံးနောက်ဆုံးတော့ jazz တွေလိုင်းလာမယ်အဲ့လိုပေါ့ဘာလို့ဆိုတော့ကိုကကိုကြိုက်တာကိုကြိုက်တတ်တော့လေ ဲ့လိုမျိုးဟိုအခုဖန်နေချင်တယ်အခုရှောက်လို့ချင်တယ်အဲ့လိုမျိုးပေါ့နော်သူ artist ကနည်းနည်း freedom ရှိတာဟုတ်ရှုရရှိတယ်တချို့ကြတော့လည်းငါဒါပဲဒါဒါမှဒါပဲ rock rock ပဲဆိုဒါလည်းသူကသူသူ့ရဲ့ရွေးချယ်မှုဆိုကောင်းပါတယ်သိရမလားဟိုကိုကတော့ဖန်တီးတာကြောလွတ်လပ်လေလေမျိုးစုရှောက်လို့ချင်တယ်ငါ punk ဘုတ်ရင်းဘယ်လိုနေမလဲပေါ့အဲ့လိုပေါ့ rock rock ဆို rock ဆိုရင် progressive rock ဆိုရင်ဘယ်လိုလဲအဲ့ဒါလောက်ကြည့်အောင်ပဲပေါ့သူကပညာပူပါတယ်အဲ့လိုမျိုးတွေပေါ့နော်ဟို စစ်လို့ရှောက်မကောင်းနဲ့ဟိုလိုဖန်တီးရတာလေအဲ့ဒါလိုလိုက်သေးတဲ့ known ဆိုပြီးတော့ငယ်ကြီးတွေစုပြီးတော့ဆိုတော်တွေပေါ့ဆိုဆိုဆိုတော်တီးမယ်ဆိုပြီးတော့ရှေ့ရပါပါလုတ်ခဲ့ဘူးတော့မှာပြီးမှဒါမှမဟုတ်တခုမှမရှိဆိုတော်၄ယောက်ဖြစ်တယ် player ၄ယောက်ဖြစ်တယ်ဒီလိုတီးတယ်အဲ့တော့ဒီဆိုတော်၄ယောက်အတွက်တူဝဲ extra တခုမလိုတော့ဘူးဆိုတော့ဒီလူ3 player ဆိုတော့အဲ့မျိုးကလုတ်လက်ဖြစ်သွားတာပေါ့နော်အဲ့ဒါ၄၅နှစ်လောက်တော့ run ဖြစ်တယ်မင်းကြောက်လို့ဖေးတာတဲ့ညာကြောက်တဲ့ပေါ်လာလို့ အိမ်မှာပဲနေနေငယ်ပြင်ချပြရှာမသွားနဲ့ရှော့ရှူတယ်အဲဘာလို့နောက်လို့ပြောင်းလို့ကောင်းလာပါတော့နော်ကိုထွက်မယ်ဒီတလားလောက်တွင်မှာပဲထွက်မယ်ထွက်မယ်အဲ့ဒါမျိုးကိုကရှင်းမတိချင်းရေးတာလဲဟိုသူ audio attention နဲ့ဒီဥတီရလဲပါတယ်ဘာသူတို့ attention grab လောက်ချင်တာပေါ့ဘာဆိုရင်းနေကြမှုတာကိုကောက်ကြည့်လိုက်တယ်ဘာဆိုဒီမှာလဲ attention လိုတယ်သိမလားဘာလို့ဆိုတော့ကိုမမကန်ကန်မဖြည်းဖြည်းမလုပ်နေလို့မဖြစ်တမျိုးသူတို့စီစဉ်မှာကြားလိုက်တာနဲ့ခေါင်းထောင်သွားမဲ့စီစဉ်မျိုးလေအဲခေါင်းတပ်ပါလေဆိုတော့အဲ့လိုမျိုးတော့ငါရေးဦးမယ်ကွာဆိုတော့ငါရေးချလိုက်တာပါအဲ့လိုမျိုးပေါ့နော်တပန့်ဆိုတော့လေပန့်ချင်းကြောင့်လေဟိုစာသားအမှုရွာလေးနဲ့ဖွင့်နေတာမို့လေသူကတော့ပန့်ချင်းကလိုရင်းတူရရှင်းဘုံဝင်ဝုံဝုံနဲ့ပြောတာဟုတ်နောက်ပိုင်းအဲ့လိုစီနာကူပိုပိုများလာမယ်လေတီးရလဲလွယ်ကူတယ်အဲပိတက်ကလည်းဟို လူတွေကလည်းဒီမွန်းချက်တဲ့အချိန်မှာအဲ့လိုမျိုးပါခင်ဗျာပိုထီရောက်သူခံစားရတာမျိုး Okay အများအားဟိုဆက်လက်ပြီး update နေရကျေးဇူးများတင်ပါတယ်ဆက်ပြီးတော့ update ပါအောင်တော့တော့ဒီလိုအချိန်မှာကျမရေးပါ냐အကုန်လုံးပေါ့နော်ဟိုအဆင်ပြေပါသေးလို့စတောင်းပြပါတယ်အားလုံး